ဂျပန်လုပ်ငန်းခွင်များတွေသာရှိတော့ကြောင်လုံအောင်စီးကမ်းတာနံပါတ်၁အလုပ်စောစောဝင်လေလူကြီးမင်းကဂျပန်မှာအင်တာဗျူးအောင်လို့အလုပ်ဝင်ရပြီဆိုလို့ရှိရင်လူကြီးမင်းရဲ့အလုပ်တက်ချိန်က9နာရီဆိုလို့ရှိရင်ကျွန်တော်တို့9နာရီကိုကျွန်တော်10မိနစ်လောက်ဆောပြီးတော့မှအလုပ်ရောက်လို့မရဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့လူကြီးမင်းကလူသစ်ဖြစ်တဲ့အတွက်တနာရီလောက်ဆောပြီးတော့မှအလုပ်ဝင်ရတယ်ပေါ့နော်။အကယ်လို့တင်ကလူသစ်ဖြစ်ပြီးတော့တနာရီလောက်မှဆောဝင်လို့ဆိုလို့ရှိရင်သူတို့ကအလုပ်ပေါ်အလေးမထားလို့ယူဆရပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့အလုပ်မဝင်ခင်မှာကျွန်တော်တို့ကလူသစ်ဖြစ်တဲ့အတွက်ပြင်ဆင်စရာတွေအများကြီးရှိတယ်လို့သူတို့ကယူဆလို့ပေါ့နော်။ အကယ်လို့တင်ကတဏ္ဍာရီလောက်စောပြီးတော့မှအလုံးဝင်ရတာလို့သတ်မှတ်ထားပေမဲ့လေတချို့ company အပေါ်မှာမူတည်ပြီးတော့ကျွန်တော်မိနစ်30လောက်မှစောဝင်ရတဲ့ company လေးရှိပေါ့နော်ဒါကတော့တသက်ကြီးစီကန်းဆိုပြီးတော့ထုတ်တာမျိုးတော့မဟုတ်ပေမဲ့ကျွန်တော်မန်နာလေးတစ်ခုအနေနဲ့သူကသတ်မှတ်ထားပေပေါ့နော်အဲ့ဒါကြောင့်မို့လို့ရုံးပတ်ခင်မှာလူကြီးမင်းကအလန့်ကို12ခုလောက်တောက်လျှောက်ပြီးထားနေရလူကြီးမင်းတို့ကတော့စိုးဆက်လို့ပြောကြမှာလေခင်ဗျာ င်မိကိုင်းအလုတ်ကတင်တောက်တယ်ပွဲဂျပန်မှာတော့အလုတ်ပြီးရင်တောက်ပွဲစားပွဲလေးပြုလုပ်နေရှိရပါတော့အကယ်လို့လူကြီးမင်းဟာဒီပွဲကိုအထက်လူကြီးစီကအဖိတ်ခံရလို့မလိုက်နိုင်ဘူးညင်းလို့ရှိရင်ရရကြရပါတော့ဘာလို့လဲဆိုလို့ရှိရင်သူကဒီပွဲမှာတင်းရဲ့စီနီယာတွေအထက်ရာရှိတွေစမ်းပိုင်းနေပို့ပြီးတော့တိကျောင်းဝင်ရတယ်လို့သူကယူဆတယ်ပေါ့နော်အဲအကြောင်းမို့လို့ဒီပွဲကိုတင်းကမလိုက်နိုင်ဘူးလို့ညင်းနေတော့ရရကြရပါတော့ဒါကလည်းသူတို့မှာရှိတဲ့ကုမ္ပဏီရဲ့အလုတ်တစ်ခုအနေနဲ့သတ်မှတ်ထားတယ်ပေါ့နော်တကယ်တော့ဒီအလုတ်တောက်ပွဲမှာကလုပ်ငန်းခွင်တွေမှာအကျိုးရှိရတဲ့အရာတွေပြောတာအထက်အတင်းအဖြစ်နေပြောတာပို့ပြီးတော့များတယ်ပေါ့နော် ချက်လေးကအရက်သမားတွေအတွက်ကတော့တော်တော်လေးသဘောကျမဲ့အချက်လေးလို့ကျွန်တော်ထင်နေပါတော့။အဲဒါကြောင့်မို့လို့တင်ကမတောက်တဲ့ရင်တော့မှနည်းနည်းလေးတောင်းပြီးပြူနီလေးကိုမြန်မာနိုင်ငံမှာကလေးကလေ့ကျင့်လာခဲ့ဖို့အကြံပေးချင်ပါလိမ့်မယ်။ ဒီဘက်တော့ပူလဲချို့လို့မရဟာဂျပန်လုပ်ငန်းခွင်တွေမှာပုံအင်ဂျင်နဲ့အနောက်တိုင်းအင်ဂျင်ဝေးရတဲ့နေရာတွေလည်းရှိတယ်ပေါ့နော်ဂျပန်မှာလည်းရာသီဥတုကနွေရာသီဆိုလို့ရှိရင်ကျွန်တော်တွဲကြနေအောင်ပူလာမှုလို့ပုံအင်ဂျင်ဝေးထားရဆိုလို့ရှိရင်လူကြီးမျိုးပြုတ်ထားတယ်လို့ဖြစ်နေမှာပေါ့နော်တင်ကလုပ်ငန်းခွင်တွေမှာဘလောက်ပူပူပုံအင်ဂျင်ကိုချို့လို့မရဘူးနော်ဒါပေမဲ့ချွေးချက်အနေနဲ့တော့တင်ရဲ့အထက်လူကြီးကတော့ပူရင်ချို့ထားလို့ရတယ်ပေါ့နော်ဒါကိုကြည့်ပြီးတော့တင်ကပါလိုက်ချို့လဲဆိုလို့ရှိရင်ရမ်းရကြတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အထက်လူကြီးနဲ့ level တိုင်းနဲ့လို့ထင်ခန်းနိုင်တယ်ပေါ့နော်ဂျပန်မှာကအထက်နဲ့အောက်ဒီ senior junior ရဲ့အရန်ခွဲတာကြောင့်ဒီချက်တွေလည်းကျွန်တော်တတိထားရမယ်ပေါ့နော်အဲဒါကြောင့်မို့လို့ချို ွတ်ချင်ရင်တော့တင်ကိုယ်တိုင်အထက်လူကြီးဖြစ်အောင်ကြိုးစားဖို့အကြံပေးချင်ပါတယ်ခင်ဗျာနံပါတ်၄ဘလုံးလျှောက်လာဘယ်က င်ငံမှာမဆိုအလုပ်ဝင်တော့မယ်ဆိုလို့ရှိရင် CV form ကမဖြစ်မနေရေးရတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဂျပန်နိုင်ငံမှာလည်းအလုပ်လျှောက်မယ်ဆိုလို့ရှိရင်တင်ရ CV form တခုမဖြစ်မနေပြုလုပ်ရမှာပေါ့နော်အရင်တော့ဆိုလို့ရှိရင်တော့အလုပ်လျှောက်လာလေးချင်းကျွန်တော်မိတူဆိုင်တို့ဘာလို့မှအလွယ်တကူဝယ်လို့ရပါပေမဲ့ဒီဘက်ခင်မှာတော့ကိုယ့်ဟာကိုယ်ဖုန်းဖြစ်ဖြစ် laptop ဖြစ်ဖြစ်နဲ့ PDF file နဲ့ကျွန်တော် CV form လေးတွေပြုလုပ်နေပေါ့နော်ဒါပေမဲ့ဂျပန်မှာတော့မတူပါဘူးပေါ့နော်ဂျပန်ဆိုတာကတကယ်ကိုခင်မီတိုးတက်တဲ့နိုင်ငံပေါ့နော်ဒါပေမဲ့သူတို့ကတော့ CV form ရေးမယ်ဆိုလို့ရှိရင်ကိုယ်တိုင်စာရွက်နဲ့ရေးပြီးပြုလုပ်တာကိုပို့ပြီးတော့သဘောကျတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုရင်အဲ့ဒီလိုကိုယ်တိုင်စာရွက်နဲ့ရေးတာကသူတို့ပေါ် respect က်ပို့ထားပြီးတော့သူတို့ company ပေါ်မှာပို့ပြီးတော့စိတ်ဝင်စားမှုကိုပြတယ်ပေါ့နော်ဒါကတော့ဂျပန်နိုင်ငံသားတွေအတွက်ကိုပို့ပြီးတော့ဆိုလိုတာမျိုးဖြစ်နိုင်တယ်ပေါ့နော်ဒါကိုကြည့်ပြီးတော့လူကြီးမင်းကသွားမလုပ်ဖို့တော့ကျွန်တော်အကြံပေးချင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အလုံးလျှောက်တဲ့ company ကလူကြီးမင်းရဲ့ခန်းကြီး scale ကိုကြည့်ပြီးတော့ချက်ချင်းအလုံးခန့်လိုက်မှာကျွန်တော်စိတ်ပြေလို့ပါခင်ဗျကျွန်တော်အခုလုပ်ပြီးနေတဲ့ဗီဒီယိုလေးတွေကကျွန်တော်အရင်ကြိုက်တဲ့ content creator Lindt Universe ကိုကျွန်တော်အခြေခံမျိုးပြုလုပ်တာဖြစ်ပါတယ်ခင်ဗျ။ဟုတ်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျ။အားလုံးတက်ပါလား။ คนนิ้วนิ้วทุกกับพาลูกสาวหนาเลยสุดเจ้จะนอนพูดแต่นี่มาไว้ทางหรือเปลจะนอนยันใจลูกสาวแลา